ကျွန်တော်တို့ COVID-19 ကာလတွေတုန်းကအမြင်ကြားနေကြစကလုံးလေးတွေကိုမှတ်မိကြအောင်မထင်ပါနဲ့။အဲ့လက်ကိုခဏခဏဆေးပါ၊နှာခေါင်းစည်းတက်ပါ၊ဒုစရိုက်လေးရှောင်ရှားပါဆိုတဲ့အချက်တွေပေါ့ဗျာ။အဲ့ဒီအချက်တွေထဲမှာအရေးကြီးဆုံးအချက်ဖြစ်တဲ့လက်ကိုခဏခဏဆေးခြင်းဖြင့်လူတန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်တယ်ဆိုတာလေကျွန်တော်တို့လက်တွေ့နှစ်ဖူးတွေဒူးတွေဂျုံခဲ့ပြီးသားပြီပေါ့ဗျာ။ စိပညာတမိုင်းခွဲစိပညာရဲ့တမိုင်းမှာအရေးပါခဲ့တဲ့ဒီလက်စေးရပြုမူဟာလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်တယ်ဆိုတဲ့အချက်လက်တွေကိုစတင် ထုတ်ဖော်ပြောဆိုခဲ့တဲ့ပုံကိုကြီးတယောက်ရဲ့အကြောင်းကိုကျွန်တော်ဒီဘိုင်းမှာဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ခွဲစိပညာတမိုင်းကိုလေ့လာခြင်းအပိုင်း၁၈ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီတစ်ခေါက်ပြောပြမယ်ပုံကိုကြီးကတော့သာဖော်မီရဲ့ဆရာဝန်ကြီးတယောက်ပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ Ignatius Semmelweis လို့ခေါ်ပြီးတော့သူ့ကို ဟန်ဂရီနိုင်ငံမှာ1918ခုနှစ်ဇူလိုင်လတရနေ့မှာမွေးဖွားခဲ့ပါတယ်။ Samuel Voice ကတာပါမီယာဆရာဝန်ကြီးဖြစ်လာပြီးနောက်ပိုင်းမှာအော်စတြေးလျနိုင်ငံဗီယက်နမ်မျိုးကတာပါမီယာအဆောင်ခုမှာလက်ထောက်ပါမခအနေနဲ့တာဝန်ထမ်းဆောင်တာပေါ့ဗျာ။အဲတော့အဲ့ဒီခေတ်အဲ့ဒီကာလက1945ပတ်ချာလဲပေါ့နော်။ဒီဗီယက်နမ်မှာတာပါမီယာအဆောင်နှစ်ခုရှိတယ်ဗျ။တာပါမီယာအဆောင်1နဲ့အဆောင်2လို့ပဲထားပါတော့ဗျာ။တာပါမီယာအဆောင်1မှာရှိတဲ့ကိုယ်ဆောင်မျိုးသမီးတွေကမိဖွားပြီ တဲ့အချိန်မှာအကြောင်းမျိုးမျိုးကြောင့်တည်ဆုံကုန်နဲ့တည်ဆုံနှုံးနေရတခြားစေကန်တစ်ခုဖြစ်တဲ့စေကန်နံပါတ်2နဲ့ရှင်ရင်စိတ္တသားကြီးကိုများနေခဲ့တာပေါ့ဗျာအဲ့ဒီခေတ်အဲ့ဒီကာလကအနေထားတွေကိုပြန်ပြီးပြောရမယ်ဆိုရင်ယောဂတွေဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့ကိစ္စတွေပုံမှာဆရာဝန်တွေလက်ခံထားတယ်ဒီယောဂတွေဒီမကောင်းတဲ့လေကြောင့်ဖြစ်တယ်ဆိုပြီးတော့ဒီမီယက်စမာသီအိုရီကိုပဲလက်ခံထားနေတဲ့ကာလပဲဖြစ်ပါသေးတယ်အဲ့ဒီစေကန်တစ်ခုကိုကြည့်လိုက်တဲ့အချိန်မှာစမဝက်ကအ တော်တော်လေးအားတင်သွားတာပေါ့ဗျာဘာဖြစ်လို့ဒီ second တစ်ခုကဒီတည်ဆုံးမှုတော့တလောက်กว่าနေတယ်ပေါ့เนาะ defense second တစ်မှာတော့တည်ဆုံးမှုတော့ဆက်ရှိရခိုင်တော့လောက်ဖြစ်နေပြီးတော့နောက် second နှစ်မှာကျတော့ညရခိုင်တော့ပဲဖြစ်နေအဲ့တော့အဲ့ဒီ second တစ်ခုကြားတဲ့ qua charge တွေကိုသူစပြီးတော့လေ့လာကြည့်တာပေါ့နော် second တစ်ခုမှာ second number 1ကသူဆရာဝန်နေနဲ့ဒီဆေးကြောင်းသားတွေအရိကကလေးမွေးဖွားတာတွေလုပ်ပြတာပေါ့ second number 2မှာကြတော့သူနာမျိုးဆရာမကြီးတွေနဲ့ midwife လို့ခေါ်တယ်ဝန်ဆက်လက်သက်လေးတွေကပဲအရိက ဦးစီးတာပေါ့ဗျာအဲ့ဒီခစ်ကဗီယက်နမ်မျိုးသမီးတွေဘာဖြစ်လဲဆိုတော့ဆေးကန်းနံပါတ်1ကိုသွားမှာတိတ်ကြောက်တယ်ဗျာအဲ့တော့ဆေးကန်း1ကိုသွားမှာအစားသူဆေးကန်းနံပါတ်2မှာပဲစုပြုံပြီးတော့မွေးဖွားကိုတန်းစီနေကြတာပေါ့ဗျာအော်အနာပိုင်းနေရာလဲအဲ့ဒီမျိုးသမီးတွေကိုစေကန်တစ်ဘက်ကိုသွားအောင်လုပ်တယ်အဲမျိုးသမီးတွေကလည်းမသွားခြင်းဘူးအော်သူတို့မသွားခြင်းတော့မဖြစ်လဲဆိုတော့လမ်းမှာပဲမိဖွားကုံကြတဲ့အဆင်ကိုပျောက်ကုံကြတာပေါ့ဗျာဆရာကလေးလံကြည့်တော့အဲ့ဒီလိုလမ်းမှာမိဖွားတဲ့သူတွေ မှမဟုတ်အိမ်မှာမိဖွားတဲ့သူတွေတောင်မှကလေးမွေးပြီးသွားရင်အမေတွေတိမ်တော့အဲ့လောက်မမြင်ဘူး။မစိကန်နံပါတ်1မှာပဲတိတိတသာမြင်နေတာကိုသူကစပြီးတော့သတိထားမိတာပါဗျာ။အဲ့ဒီအချိန်မှာတက်တိုက်ဆန်ဆန်ဆိုသလိုပဲဗျာသူ့တငယ်ချင်းတယောက်ကဒီစေချောင်းသားတွေကိုစာတင်နေရင်းနဲ့မတော်တဆလက်မှာထားရှာသွားပြီးတော့သွေးစိတ်တက်ပြီးတော့ဆုံးသွားတယ်ဗျာ။အဲဆုံးသွားတဲ့သူ့တငယ်ချင်းရဲ့အလောင်းကိုရင်ခွဲစစ်ဆေးကြည့်တဲ့အခါမှာ Summer Wise ကဘာတော့တွေ့လဲဆိုတော့သူ့တငယ်ချင်းမှာဖြစ်နေတဲ့ ပြင်ပလက္ခဏာတွေဒီလောကလေးမွေးဖွားပြီးတဲ့နောက်မှာပြူပါရီရဲ့ sepsis နဲ့သေဆုံးသွားတယ်အမျိုးသမီးတွေလက္ခဏာတွေနဲ့တွားပြီးတူနေအောင်သူသတိထားမိတာပေါ့နော်ဆေးကန်းနံပါတ်1ကိုသူတိချပြန်လေ့လာကြည့်တော့ဆေးကန်းနံပါတ်1မှာဆေးကြောင်းသားတွေနဲ့ဆရာဝန်တွေဟာမနှက်ပိုင်းဆိုရင်သူတို့ကဒီလူဒီကောင်တွေနဲ့တင်ကြားရေးကိစ္စတွေလောက်တာပေါ့လူဒီကောင်တွေကိုခွဲစိတ်ပြီးတော့ကျောင်းသားတွေစာတင်နဲ့စာတာတွေလောက်ကြတာပေါ့ဗျာအဲ့ဒါပြီးတော့မှပဲမြို့သမီးတွေ ဘက်ကိုလှည့်ပြီးတော့အဲမီးမဖွားခင်မှာစမ်းသက်တာတွေခလီမွေးဖွားတွေလောက်တာပေါ့ jams theory လို့ခေါ်တယ်ဒီပိုးမွားတွေကြောင့်ယောဂဖြစ်တယ်ဆိုတော့ဘယ်သူမှလက်မခံသေးတဲ့အချိန်ဆိုတော့ဆရာဝန်တွေကလည်းလက်မစေးကြဘူးဗျာလူဒီကောင်တွေကိုခွဲစိတ်တယ်ခွဲစိတ်ပြီးသွားတာ ਨੇ အဲ့ဒီလက်တွေနဲ့ပဲခလီမွေးဖွားတာတွေလောက်တယ်ပြီးကြရင်သူတို့သုံးတဲ့ပစ္စည်းတွေကလည်းစီကြောထားတာမဟုတ်ဘူးပေါ့ဗျာအော်စမန်ဝိုက်စ်ကအဲ့မှာကောက်ချက်တစ်ခုချလိုက်တယ်အဲ့တော့ဒီအမိခင်တွေဒီလိုမျိုးကလေးမွေးဖွားပြီး ဟိုပိုးဝင်ပြီးတော့တည်နေကြတဲ့ဟာတွေဒီဒီလူဒီကောင်တွေရှက်လာတယ်မကောင်းတဲ့ particles ပေါ့နော်ကတဘာတွေ particles တွေကနေပြီးတော့လာတယ်ဆိုပြီးတော့သူကောက်ချက်ချလိုက်တာပေါ့နော်အဲ့လိုကောက်ချက်ချပြီးတဲ့အချိန်မှာသူ့ရဲ့ဒီတပည့်တွေနဲ့လောက်ဖို့ခိုင်းမဲ့တွေပေါ့နော်သူ့ဝတ်ထဲမှာရှိတယ်အဲ့စေကနံပါတ်1မှာရှိတဲ့လူတွေကို chlorinated lime လို့ခေါ်တဲ့ဆေးတစ်မျိုးနဲ့လက်ဆေးခိုင်းတာပေါ့ဗျာမျက်စိမြင်အောင်ပြောရမယ်ဆိုရင် chlorinated lime ကအခု ဒီခေတ်ဘာနဲ့တူလဲဆိုတော့ဒီအဆုံချွတ်စေးတွေနဲ့တူတာပေါ့ကက်မီကယ်တွေကအဲ့တော့အရေပြားကိုလည်းသူကထိကိုက်စီတာပေါ့ဗျာဒီချွတ်ဆရာဝန်တွေကတော့မကြိုက်ကြဘူးဒါပေမဲ့လည်း smart watch ကအဲ့ချိန်မှာတွဲဘက်ပေါ်မောက်ခါဆိုတော့သူအမိန်ကြောင်ပဲအဲ့လက်စေးကြတာပေါ့ဗျာလက်စေးကြတဲ့အချိန်မှာဘာသားတွေ့လဲဆိုတော့နောက်လာနေမှာသူတည်နှုံနေရတော်တော်တိတိတားကြီးကိုကြာသွားတယ်ဘယ်တော့ထိကြာသွားလဲဆိုတော့အဲ့စီကန်တည့်ရတည်နှုံနေရ90ရာခိုင်နှောင်းတော့ထိကြာသွားတယ်ဗျာအော်နောက်လာနောက်လာနေဆိုတော့တဖြည်းဖြည်းနဲ့ စီးကနှစ်နဲ့ level လောက်ပြန်ဖြစ်လာအဲ့တော့ summer wise ကသူ့ရဲ့တွေ့ရှိချက်ကိုဒီ data အနာပိုင်းနေနဲ့သူ့ဘဝထဲမှာရှိတဲ့ဒီ platform ရဲ့အတိုင်းဝိုင်းကိုတင်ပြတာပေါ့ဗျာမိရင်းမှာမိခင်နေတည်ဆုံးမှုမြင်မာနေရတဲ့ဒီတရားခံသည် lemon season ကြောင့်ပေါ့နော်ဖြစ်တယ်ဆိုပြီးတော့သူ့ရဲ့ hypothesis ကိုတင်ပြခဲ့တာပေါ့အဲ့တော့ reset တွေလည်းကောင်းတယ်သူ့ရဲ့တွေ့ရှိချက်ကလည်းမဆိုးဘူးပေါ့နော်မှန်တယ်ဒါပေမဲ့ဒီအချိန်မှာ စေပညာအတိုင်းဝိုင်းနဲ့ဒီတပ်ဖွဲ့မိအတိုင်းဝိုင်းသူ့ရဲ့တင်ပြချက်ကိုလုံးဝလက်မခံခဲ့ဘူးဗျာ။ဘာလို့လဲဆိုတော့ဗျာပြောရရင်တော့ဒီနှစ်ပေါင်းများစွာဆွဲလာတဲ့ဒီ MISMA theory ကြောင့်လည်းပါပါတာပေါ့ဗျာ။နောက်တစ်ချက်ကတော့ဒီ Samuel Wise အနေနဲ့မိခင်တွေမှာမိဖွားပြီးတဲ့အချိန်မှာပိုးဝင်ပြီးဒီဆုံးဝခြင်းဟာဒီလက်ဆေးချင်းအကြောင်းတစ်ခုတည်းပဲဆိုပြီးတော့ကောက်ချက်ချထားတယ်သူတော့ပိုးဝင်မကြဘူးဗျာ။နောက်တစ်ချက်ကတော့ Samuel Wise အနေနဲ့လည်းဒီ ပါတီကယ်ဇီးတွေကဒီယောဂောင်ဖြစ်စေတယ်ဆိုတာကိုကျွန်တော်တို့သက်သေမပြနိုင်ဘူးဗျာထင်မြင်ယူဆချက်ပဲဖြစ်တာပေါ့နော်အဲနောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဗျာဘာလဲဆိုတော့အဲ့ဒီတော့ကဆရာဝန်တွေကသူတို့ဒီဂျန်နမန်တွေပေါ့ဗျာဂျန်နမန်တွေလက်တွေကတန်ရှင်းတယ်ပေါ့ဗျာသူတို့လက်တွေကနေပြီးတော့ကူးဆက်တယ်ဆိုတာကိုဘလိုနည်းနဲ့မှလက်မခံသူတို့စော်ကားတယ်ဆိုပြီးတော့ထင်ကြပေါ့ဗျာအဲ့တော့ဘာတွေဆက်ဖြစ်လဲဆိုတော့1849လောက်မှာစမဲဝါစီရဲ့တင်ပြချက်တွေကိုလက်မခံပဲနဲ့သူ့ကိုဆေးရုံ လာနေပြီးတော့နောက်ဘူဒါပက်စ်ကို ပြောင်းပေးလိုက်တယ်ဗောဗျာပြောင်းပေးလိုက်တဲ့အချိန်မှာဆမ်မဝိုက်စ်ကတော်တော်လေးဒေါသထွက်သွားပြီးတော့သူ့ရဲ့တွေးရှိချက်တွေကိုဒီဥရောပမှာရှိတဲ့တာဖာမီရဲ့တိုင်ဝမ်ကတကယ်ထိတ်ခေါင်းကြီးတွေကိုစာရေးတာဗောဗျာစာရေးပြီးတော့လူနာတွေကိုမစမ်းသက်ခင်မှာမိဖွားဖို့မလုပ်ခင်မှာလက်စည်းချင်းဟာအသက်ကြီးအများကြီးကနိုင်နေဆိုတော့သူပြောတဲ့ချက်ကိုလက်မခံဘူးလက်မခံကြတဲ့လူတွေကတကယ်လူသက်သမားတွေဆိုပြီးတော့ဆွဆွဲတာအော်ဆွဆွဲတော့ ဥရောပတခွင်အတုံမြမှုတွေကလည်းတော်တော်ကြမ်းကြမ်းနေပေါ့ဗျာသူရဲ့ဒီတွေ့ရှိချက်တွေအချင်းမြင့်မရှိဘူးသိပ္ပံဒီကြလက်သက်တည်မပြနိုင်ဘူးပေါ့ဗျာအဲတော့နောက်ပိုင်းမှာဆမဝိုက်စ်ကတော်တော်လေးစိတ်ဒဏ်ရရသွားပြီးတော့ဒီအရက်ကိုလည်းလွန်ကျွန်တော့လာပေါ့အလုံးဝင်တော့လာလို့ဖို့ကင်ဘက်တင်းနဲ့လည်းအဆင်မပြေမိသားစုနဲ့လည်းအဆင်မပြေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါဖြစ်ကုန်တာပေါ့အဲ့လိုနဲ့ပဲသူ့အတိုင်းဝိုင်းတဖြည်းဖြည်းကျင်လာပေါ့ကျင်လာရင်းနဲ့နောက်ဆုံးကျသူ့လို့ဖို့ကင်ဘက်တွေက သူ့ရဲ့အပြုတ်မှုတွေကိုဘယ်လိုမှလက်မခံနိုင်တော့ပဲနဲ့သူ့ကိုတစ်ဖက်လက်နဲ့လှည့်စားပြီးတော့ဒီဗီယက်နာမှာရှိတဲ့အယူထောင်တစ်ခုပို့လိုက်တာအဲ့အချိန်မှာသူဆမ်မန်ဝက်ကသဘောပေါက်ပြီးထွက်ပြေးဖို့ကြိုးစားတယ်ကြိုးစားတဲ့အချိန်မှာအဆောင်တွေကရိုက်နှက်တယ်အဲ့ဒီဒဏ်ရာတွေနဲ့ပဲသူ့ရဲ့ညာဘက်လက်ကအယူကြိုးထားတဲ့ဒဏ်ရာပေါ့ဗျာအဲ့ဒီကနေပြီးတော့ပိုးဝင်ပြီးတော့အဲ့ဒီအယူထောင်ထဲမှာပဲကွယ်လွန်သွားခဲ့တာပေါ့ဗျာသူ့ရဲ့ဇလန်းလေးကတော့အဲ့လိုအစိမ်းမကောင်းစရာလေးဗျာအဲ့တော့သူတင်ပြတဲ့အချက်တွေကဘာဖြစ်လို့ အဲ့ဒီတော့လက်မခံခဲ့တယ်လဲဆိုတော့နံပါတ်1ကတော့သူ့ကို ထောက်ခံမဲ့ theory background ပေါ့နော်ဥမာ James theory ခေါ်တယ်ဒီယောဂပုံမှန်တွေဒီအမျက်ရှိနဲ့မမြင်ရတဲ့အမှုစီပေါ့ bacteria တွေကြောင့်ဖြစ်တယ်ဆိုတော့ theory ဘက်ကမရှိတာရေနောက်တစ်ခုကတော့သူ့ရဲ့တင်ပြပုံပေါ့ဗျာသူ့ရဲ့တင်ပြပုံဟာလည်းဆွဲဆောင်စီယုံသိမ့်သွင်းတဲ့ပုံစံမဟုတ်ဘဲနဲ့ဒီလက်မစေးခြင်းကပဲယောဂတွေကိုဖြစ်စေတယ်ဆိုပြီးတော့အကြောင်းပြချက်တစ်ခုကိုပဲ ခြေကိုယူပြီးတော့တင်ပြခဲ့တယ်တစ်ချက်ပေါ့နော်အဲနောက်တစ်ချက်ကဘာလဲဆိုတော့သူ့ရဲ့ပုံလေးထုတ်ဘူးတော့အဲ့တော့ तू ကဒီတွေ့ရှိချက်တွေကိုဟောပြောပွဲတွေလိုက်ပြီးတော့ဟောပြောတယ်စာရေးပြီးတော့တောင်းဆိုပေးမယ်သူ့ရဲ့တွေ့ရှိချက်တွေစာတန်းပေးတန်းနဲ့ဒီချာလေး publish မလုပ်ခဲ့တာလေပြဿနာတစ်ခုပေါ့ဗျာအဲ့တော့အစာပိုင်းမှာ1845 46 49လောက်မှာသူ့ရဲ့တွေ့ရှိချက်တွေကိုဘယ်သူတွေကပဲထုတ်ဝေခဲ့လဲဆိုတော့သူ့ရဲ့တပည့်တွေနဲ့သူ့ ကဲလုတ်ဖို့ခိုင်းမဲ့တချို့ပေါ့ဗျာအဲ့ဒီလူတွေကပဲထုတ်ဝေခဲ့တာပေါ့အဲ့ဒါလေသူ့ရဲ့ theory ကိုအဲ့ဒီအချိန်မှာအများအလက်ခံဖို့ပြဿနာဖြစ်ခဲ့တဲ့အကြောင်းရင်းတွေလို့ကျွန်တော်ကတော့သုံးသပ်တာပေါ့ဗျာနောက်ပိုင်းမှာတော့ Louis Pasteur Joseph Lister နဲ့ Robert Koch တို့ကြောင့်ဒီသိပ္ပံပညာဟာသူ့ရဲ့အယူဆကိုတတ်သိပြနိုင်ခဲ့တယ်အမိလိုက်နိုင်ခဲ့တယ်ပေါ့ဗျာအဲ Simmerwas ယူဆခဲ့တဲ့ကိစ္စတွေကတကယ်ရှိနေခဲ့တယ် သူရဲ့လိလတွေ့ရှိချက်တွေကတကယ်မှန်ကန်ခဲ့တာပေါ့နော်ဒါပေမဲ့သူသိဆုံးသွားပြီးနောက်ပိုင်းနဲ့20လောက်နေမှာပဲဒီစေပညာတိုင်းဝိုင်းနဲ့ဒီကဘာလောကကြီးကဒီလက်စည်းချင်းဟာလူတယောက်နဲ့တယောက်ကနေယောဂကုသခြင်းကို တားဆီးနိုင်တယ်ဆိုတဲ့အချက်ကိုလက်ခံခဲ့ကြတာပေါ့ဗျာအဲ့တော့ဒီနေ့ခေတ်မှာတော့ဒီပိုးသက်တဲ့ခွဲစိတ်မှုဖြစ်တဲ့ antiseptic surgery ကတကယ်ကိုခေတ်စ်စေပညာရဲ့အခြေခံတွေဖြစ်လာခဲ့ပါပြီသူရဲ့ဇလန်းလေးကိုအခြေခံပြီးတော့ဒီစေပညာမှာတော့အမှ smell wise reflex ဆိုပြီးတော့တချို့တုံးကြတာပေါ့နော် smell wise reflex ကဘာလို့ဆိုလိုချင်တာလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာဗျာဟိုးအရင်တည်းကရှေးယိုးဆွဲလက်ခံလာတဲ့အယူဝါဒတစ်ခုကိုစန့်ကျင်တဲ့အယူဝါဒအတိတ်တစ်ခု ပေါ်လာပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့မသိစိတ်ကအဲ့ဒီအယူဝါဒအတိတ်တစ်ခုကိုမှားတယ်ဆိုပြီးတော့ချက်ချင်းတုံ့ပြန်တတ်တဲ့အကျင့်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့တချို့ပညာရည်တွေမှာ summer wise reflex လို့သုံးပါတယ် နောက်ပိုင်းမှာတော့သူ့ကိုဒီ antiseptic surgery ရဲ့ရှေ့ဆောင်လမ်းပြဖြစ် ခုတော့အတိမပြုတ်လိုက်ပြီပေါ့ဗျာနောက်ခုတော့ Hungary နိုင်ငံ Budapest မှာရှိတယ်ဆေးဝိညာဉ်နဲ့ချမ်းမာရေးဆိုင်ရာဘာသာရေးတက္ကသိုလ်ဖြစ်တဲ့ Semmelweis တက္ကသိုလ်ဆိုပြီးတော့လည်းဒီထောင်ထားတာရှိပါတယ်သူ့ရဲ့နေခဲ့တဲ့အိမ်ကို The Semmelweis Museum of Medical History ဆိုပြီးတော့ဒီခြာလေးပြသထားပါတယ်နောက် Austria နိုင်ငံ Vienna မြို့မှာအမျိုးသမီးတွေတဲ့ဆေးရုံဖြစ်တဲ့ Semmelweis Clinic ကိုလည်း တည်ထောင်ခဲ့ပါတယ်နောက်တစ်ခုကတော့ဟန်ဂေရီရဲ့အဓိကဂုဏ်သိက္ခာအရှိဆုံးအမြင့်ဆုံးဆေးပညာစုဖြစ်တဲ့ Ignaz Semmelweis စုကိုလည်းတည်ထွင်ပြီးတော့နာမည်ကြီးဆရာဝန်တွေကိုစုချီးမြှင့်နေတာလေပြုလုပ်ခဲ့ပါတယ်ဒီ antiseptic surgery ရဲ့ဇလန်းကတော့ဒီမှာတင်အဆုံးတက်မသွားသေးပါဘူးကျွန်တော်တို့နောက်တစ်ပိုင်းမှာတော့ကျွန်တော်နောက်ထပ်ရှေ့ဆောင်လမ်းပြတအုပ်ဖြစ်တဲ့ Joseph Lipster နဲ့အတူတွေ့ဆုံကြပါမယ်အဲတော့ပြောချင်တာကတော့ Cardian မှာအသက်တွေကိုကယ်တင်ခြင်းဟာဒါနဲ့ ခွဲစိတ်ကုသတာမဟုတ်ဘဲနဲ့ရိုးရှင်းတဲ့လက်စည်းချင်းဆိုတဲ့ဧစာလေးနဲ့စတင်ခဲ့တယ်ဆိုတာသူ့ရဲ့ story လေးကိုနားထောင်ရင်းနဲ့အားလုံးအမှတ်ရရှိနိုင်မယ်လို့ပြောလင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like and subscribe လေးပြုလုပ်ပေးဖို့ဒီနေရာပဲတောင်းဆိုလိုက်ပါတယ်